နော်ကိုပြောမဲ့ topic ကတော့ဘာကြောင့်လုပ်ငန်းတွေကြာရှုံးလာကြလဲ။ဒါတင်ကန်းစာလေးမစားကြီးကဒီစီဝိုင်းရောင်းတွေကိုလေ့လာခြင်းကျွန်တော်ရဲ့ channel လေးတော့ subscribe လုပ်သွားပြပါဗျ။မားတဲ့ဒီစီဟီးရိုးတွေမှာဆိုရင်ဒါပမန်းကိုကြိုက်ကြည့်ရပါလို့ဆိုပမန်းကလူဖြစ်နေမဲ့သူက prepare အရန်ပြင်ဆင်တတ်တယ်ဗျာ။ဒီလား။ကြဲပေးအားလုံးကြည့်ပြီးတော့ကြုံပြီးတော့ကြွေပြီးတဲ့တည်းပြအဲ့တော့အမှန်အောင်ချက်ကျွန်တော်တို့ဒီ ုံပြောမယ်တော့တယ်မှာလေကျွန်တော်ဒီဘာကြောင့်လုပ်ငန်းတွေခြားခြားဆိုတဲ့အချက်တွေကိုကြုံမြင်ပြီးတော့ကြုံမြင်ဖို့ကျွန်တော်ဒီအချက်တွေကိုကျွန်တော်ပြောသွားပါဗျအဲ့တော့ဘာဆိုရင်တေးချတာလေးနားထောင်ပြီးတော့လုပ်ငန်းတွေမှာပြင်ပါဗျဟုတ်ကဲ့အဲ့ဒါဆိုရင် let's start နော်စရအောင်နော် low marketing start marketing ကိုက product တစ်ခုအရင်ဆုံးစပြီးထုတ်ပါဗျစေကောတယ်မှာ customer ဖာလို့ချင်တယ်အဲ့ဒါကိုစဉ်းစားပဲလေကျွန်တော်ဒီအခုစပြီးထုတ် အဲ့မှာကျွန်တော်စရမှားအခုပြစီရတော့ဈေးကွက်တွေရောက်လာပါပြီ customer မကြိုက်ဘူးဆိုကျွန်တော်တို့အပေါ်ပဲအဲ့တော့ပါကျွန်တော်ပြောမယ်ပစ္စည်းတစ်ခုမထုတ်ခင် customer စပြီးကောက် customer လည်းဘာလို့ချင်လဲဘယ်လို design လို့ချင်လဲဘယ်လို top up ပုံစံမျိုးလိုချင်လဲအဲ့ဒါမျိုးလို customer စပြီးကောက်ကောက်ပြီးတော့ product ကိုထုတ်လို့ဒါအပြင်သူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုမင်းလို့ဆိုရောဘယ်လိုမျိုးပုံစံနဲ့လိုချင်လဲအဲ့လိုမျိုးမေးပြီးတော့မှ ကျွန်တော်ပစ္စည်းကိုထုတ်ဟောရင်ကစ္စဘလိုတင်တာတမျိုးကိုထုတ်တာတမျိုးအဲ့တော့ဘာလို့ကျွန်တော်တို့ဆုံးရှုံးမှုတွေအများဘတ်မားကတ်တင်းပြမားကတ်တင်းမှာဆိုရင်ဒါပေမဲ့ကျွန်တော်တို့ဒီပစ္စည်းတစ်ခုကိုတော့ထုတ်ပြီးသွားပြီရဲ့ဝယ်သူတွေသိအောင်ဝယ်သူတွေစိတ်ဝင်စားဝယ်သူတွေမေးအောင်ဝယ်ခြင်းလောက်အောင်ဘယ်လိုလုပ်အောင်လဲကျွန်တော်တို့မသိဘူးဒီကကျွန်တော်ပစ္စည်းကထုတ်တယ်ဝယ်သူတွေလက်ထက်ပြအောင်ဆိုရင်တို့တို့လိုမျိုးမှာပစ္စည်းတွေကပုံထက်ရောင်းလို့မရအောင် ဘာလို့စိတ်ဓာတ်တွေကျလာလဲအဲ့တော့ဘာလို့ marketing ကောင်းကောင်းမလုပ်တတ်ဖို့လိုတယ်ဗျာအဲ့တော့ကျွန်တော်ဒီအချက်မှဆိုရင်တော့ပစ္စည်းတစ်ခုမထုတ်ဘူး customer service ကောင်းပြီးပစ္စည်းထုတ်လို့ပါပြီးတော့ marketing ကောင်းကောင်းမလုပ်ပါအဲ့ဒါဆိုရင်တော့စင်ပြေးသွားလိမ့်မယ်ဗျာဒီနောက်တစ်ချက်ကတော့ browning ဗျာကိုယ့်ရဲ့ဒီတေးအဖွဲစီယာမားနေတာပါဗျာတချို့ရှိရဲ့တကယ်ကြီးနဲ့ဆက်ပြီးတော့အလုပ်တွေလုပ်ကြတယ် ဒါမှအမြင်တွေကမတူအဲ့တော့ပါဆိုစကားတွေများတဲ့ယန္တိဖြစ်တဲ့အလုပ်တွေကဖတ်ပုံနဲ့အဲ့တော့ပါဆိုလုပ်ငန်းတွေကပြတ်ကုန်တယ်အဲ့တော့ပါဆိုကျွန်တော်အနေနဲ့ဗျာလူမှန်နေရာမှာထားတတ်ဖို့လိုတယ်ဗျာဘယ်သူဘယ်နေရာမှာထားရင်ကောင်းမလဲဘယ်သူကတော့ဘာစတေ့ရှိတယ်သူတော့ဒရေလောက်လုပ်မယ်ဆိုရင်ပရိုဒက်တီဗီဆိုလဲထုတ်လိုက်ပြီးတုတ်တက်တယ်ပြီးတော့ဘယ်သူကတော့ဘာဘာ training ပေးဖို့လိုနေပြီလဲဒီလိုက training ပေးဖို့မလိုဘူးဒီလိုမှအဆင်ပြေရဲ့အဲ့လိုမျိုးပေါ့ကျွန်တော်ဒီဝေနှန်းတွေကို တော်ဝင်ခွဲဝင်ခိုင်းတတ်ဖို့လိုတယ်ဗျာအဲ့တော့ဘာဆိုလိုအပ်တဲ့ skill တွေ training တွေပေးရမယ် right pay right person ပေါ့လူမနေရမယ်ချထားပြီးဖို့လိုတယ်ဒါမှပဲကျွန်တော်တို့အဆင်ပြေပါဗျာကိုက product ကို service အာကိုကတော့ဒီကြော်ညာတွေမှာ PPC ကဘလောက်ကောင်းနေဘလောက်ထိမိုက်တယ်ပေါ့ကြော်ညာတွေဗျာဒါပေမဲ့ကိုကဒီဝယ်သူကိုတန်ဖိုးတစ်ခုမပေးနိုင်ဘူးဆိုရင်တော့ဟာ PPC ကတော့ကြော်ညာတစ်မျိုးကထွက်လာတော့ PPC ကတစ်မျိုးအဲ့ဆိုရင် လုပ်ငန်းရဲ့ reputation အမိရထိုးကြအဲ့တော့ဘာလို့ကိုကဒီပစ္စည်းတစ်ခုဘာဘဲလို့အပ်တယ်ဆိုတန်ဖိုးတွေပေါင်းထည့်ပြီးတော့ဘာတန်ဖိုးတွေပေးမလဲအဲ့ဒီတော့ချုပ်တင်စဉ်းစားဖို့လိုတယ်ဗျာရောင်းစရာတော့မလိုဘူးဗျာအေးလားကိုကတန်ဖိုးတစ်ခုပေးရတာနဲ့စေးပေါ်လုံးဆိုလဲရောင်းရတယ်ထုတ်တက်လာပါလေအဲ့တော့ဘာလဲဆိုရင်ကိုယ့်ရဲ့ product က quality တောင်းရမယ်ပြီးတော့ဝယ်သူတွေလိုအပ်တဲ့လိုချင်တဲ့တန်ဖိုးတွေဘယ်လိုအပ်တဲ့ တံမိုးတွေပေါက်ခဲ့ပေးရမှာပေါ့နောက်တစ်ချက်ကတော့ strong competition လို့ပဲပြောပြောဒါ many competition လို့ပဲပြောပြောဈေးကွက်ထဲမှာ climate တွေများတယ်အဲ့တော့ဘာဆိုကျွန်တော်တို့ဒီ red ocean ဖြစ်တယ်ပေါ့ဗျာ red ocean ဆိုတဲ့အတိုင်းအနီရောင်သမုဒ္ဒရာပေါ့ဈေးကွက်ထဲမှာ climate တွေအများကြီးအဲ့တော့ဘာဆိုအမျက်တွေကိုလုပြီး fight နေရတော့ red ocean ဆိုတဲ့အနီရောင်သွေးပြလေခံဖြစ်သွားတယ်ဗျာအဲ့တော့ဘာလို့ကျွန်တော်ဒီ market share တွေကိုကျွန်တော်တို့ဈေးကွက်ဝယ်စီးပြီးကျွန်တော်ရောက်လာကျွန်တော်တော်တော်လေးရုန်းကန်ရတယ်ဗျာ โอเคကျွန်တော်ပြောမယ်ဒီစေဘုတ်မှာကျွန်တော်တို့ပြိုင်တို့မရတာမဟုတ်ရဒါမှကျွန်တော်တို့တက်ပါဆို risk ဆိုတဲ့ဆုံးရှုံးမှုအရန်များအဲ့တော့ဘာဆိုကျွန်တော်ပြောချင်တာကတော့ပြိုင်ဘက်တွေများတဲ့ဈေးွက်တွေကိုရှောင်းကိုလိုမဲ့လုံမှာပြိုင်ဘက်တွေကနည်းတယ်ကောင်းတယ်များရင်ကျွန်တော်တို့က risk ပို့ပြီးတော့များတယ်နော်တကယ်လို့ဘာလို့ပြိုင်မှာဖြစ်မယ်ဆိုရင် blue ocean strategy ကိုတော့အဲ့ဒါဆိုရင်ပြိုင်ဘက်တွေများဈေးွက်တွေမှာ blue ocean strategy ကိုတော့ရင်တော့ ် risk အရင်နေပြီးတော့နိုင်နေပါလေကြာဘလို့ရှိဆိုရင်ဒီလိုကျွန်တော် business strategy ခါမှာကျွန်တော်ပြောတော့မယ်ဗျာဒီနောက်တစ်ချက်ကတော့ bad timing ဗျာ timing မမှန်တော့ဗျာကျွန်တော်ဒါဥပမာလေးနဲ့ကျွန်တော်ပြောပြောလိုက်တော့မှာဗျာအချိန်ကြီးဈေးကွက်တော့ဝင်ကြအောင်အခုမှစပြီး delivery ကုန်ပြီးထောင်လာနေဗျာကိုပြည်တိဖြစ်တော့ delivery ကုန်ပြီးထောင်နေမတူဘယ်ဥစ္စာတူတက်မှုနှုံးမြန်လဲဆိုစဉ်းစားကြည့်ရဗျာကိုပြည်ပြည့်အချိန်မှာ delivery ထောင်နေလုပ်ငန်းတွေကတူတက်မှုတော့ပုံမြန်နေဗျာ အဲ့တော့ဗာလေးဆိုရင်ကိုလိုမောင်အနေနဲ့ဘယ်ချိန်ပါဗျာ။ဘာရောက်မလဲဆိုတော့အကွက်မြင်ဖို့လိုတယ်ဗျာသိလား။အဲ့တော့ဗာလေးဆိုရင်ငါဒီချိန်မှာခါရောက်ရင်တော့ခါတပူကြီးတက်ချိန်ခိုက်တယ်။ဒေကာလာမှာတော့ငါဟိုကရောက်ရင်တော့နေရာပုံကြီးတက်ချိန်ခိုက်တယ်။အဲ့တော့ဗာဆိုကျွန်တော်တို့ချိုးမြင်ပြီးတော့ချိုးပြင်ဖို့လိုတယ်။ဟို round business strategy business strategy ကမှားနေတာဗျာ။ဟုတ်ဒီ business တစ်ခုထုတ်ပြီ။ကိုယ့်ရဲ့ target audience ခြေကလူလန်းအခြေကလူလန်းစားလာလူတန်းစားလာဒါမှမဟုတ်ပါဆိုဟိုက်အင်ခံရတဲ့သူတွေလားအဲ့ customer suspension မှာပြန်ကြည့်ဝင်လို့ပဲကြာအဲ့ကိုထုတ်တဲ့ product ကကိုတားကြိုက်ထားတဲ့ customer motive ငါဘယ်လို strategy တောင်းတဲ့လေ cost strategy ဆိုတဲ့ဈေးရှုံးရေးတိုင်တဲ့ဥစ္စာလားဒါမှမဟုတ်ဒီ different differentiate ဆိုတဲ့ဘလို့ထူးကြောင်လို့တိုင်ပါလားဒါမှမဟုတ်ကွာဘလို့ပဲဖြစ်ဖြစ်တိုင်မယ်အဲ့ differentiate ပေါ့သတ်တဲ့လက်ပြည့်လို့မျိုးပေါ့လားဖြစ်ကြတာချင်းမဖြစ်ရင်မျိုးပေါ့အဲ့လိုပြိုင်ပါလား ဒါဘုံမှာဆိုနိစ်ပုကတ်လူနေစုကိုပဲပြိထိုင်ကြပါဘယ်ဆွဲကြီးသုံးပါမယ်အဲ့တော့ဗျာကျောဒီလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာကျွန်တော်တို့ဆွဲကြီးတစ်ခုသုံးတယ်ငါတို့ဘယ်ကာလမှာဘယ်ဆွဲကြီးသုံးတယ်လဲအဲ့လို product ကဘယ်လိုလူတားတက်ထားလဲဒီ product ကတော့ဘယ်လိုလူတန်းစားကိုတားတက်ထားလဲအဲ့ဆိုငါတို့ဘယ်လိုဆွဲကြီးကိုပြပြင်ပြောင်းလဲသုံးမလဲပေါ့လေအဲ့လားအရေးကြီးတယ်ဗျာဒါကတော့ raw business ဆွဲကြီးဗျာ that's all investment ဗျာရှင်းရင်းပြနေမှာ တက်သွားတော့ဗျာ။ဟောဒီလုပ်ငန်းတစ်ခုစတယ်လုပ်ငန်းတစ်ခုကဒီ product life cycle မှာဆို intro ဆင့်ကိုရောက်နေပြီဗျာ။လုပ်ငန်းလေးကနည်းနည်းတာချောင်းလေးမှာရန်ကောင်းနေပေါ့ဗျာ။အဲ့ဒီမှာပြင်ပလုပ်ငန်းလေးရနေနေရစိတ်ကြ။ဟိုကဒီလုပ်ငန်းချဲ့ဖို့စဉ်းစားနေတဲ့အချိန်မှာ investment ကပြောက်သွားတယ်။အဲ့တော့ဘာဆိုရင်ကျွန်တော်တို့ marketing ကိုတိုက်ရမယ့်အချိန်မှာကျွန်တော်တို့ကရက်နေတာအဲ့တော့ဘာဆိုပြင်ပလုပ်ငန်းလေးကအာဒီလုပ်ငန်းအလားလာရှိတယ်ဆိုပြီးအရင်းကြီးတော့ဝင်တဲ့အချိန်မှာကျွန်တော်တို့ကကြံခဲ့ရတာတည့်ရလား။အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုရင်လမ်းဖောက် ခြားလူပတ်ပတ်စံမရှိတော့တခြားလူလမ်းပြသလိုဖြစ်သွားတယ်ဗျအဲ့တော့ပါဆိုကျွန်တော်ဒီ investment ကအရေးကြီးပါတယ်အဲ့တော့ကျွန်တော်မှာကျင်တာကတော့ဒီလုပ်ငန်းတစ်ခုစမယ်ဆိုရင်ကျွန်တော်ကိုညာစိတ်တွေကိုအတက်နိုင်ဆုံးချိန်တာပါနောက်တစ်ချက်ကတော့ဒီ loose leader focus ခေါင်းဆောင်ရဲ့အောင်ဆက်မှုပြောက်ခေါင်းဆောင်တယောက်ဆိုတော့ဗျာ no the way go the way shoot the way ကိုတော့မလောင်သိရမယ်ဘယ်လိုသွားသွားရမလဲဆိုတော့သိရမယ်ပြီးတော့ shoot the way နားမလဲပြတ်တယ်ဗျာသူ့ ဒီခေါင်းဆောင်တွေက no patient no group patient မရှိတော့လုပ်ငန်းတစ်ခုကမတိုးတက်တာဗျပြီးတော့ပါဆို management စီမံခန့်ခွဲမှုပုံစံကြီးကစုတ်ပတ်အရင်ညံ့တယ်ဗျာပြီးတော့ဗျာဒီလူတွေကိုဘယ်လိုခန့်ရမလဲဆိုတော့ xyz theory ကိုမှမသိကြဘူးဗျာသိလားပြီးတော့လူတွေကိုဘယ်လို data set တိုင်းနေတာလို့ခေါင်းဆောင်မလဲတော်တော်များများတော့ autocratic သုံးတယ်ဗျာဒါရဲ့ရမ်းဆိုးတယ်သိရမလားအာနာရှင်ဆက်ဆက်အုပ်ချုပ်လိုက်ရအဆင်မပြေဘူးဗျာ ပြီးအဲ့တော့ဘာလို့ဆိုတာလူတွေကိုဘယ်လိုလိုအုပ်ချုပ်အဓိကလီဒါပြလီဒါမကောင်းတာလည်းဒဝဲတစ်ခုလုံးကြီးอ่ะသွားပြီအဲ့ဒါလီဒါဖြူချောက်ကြည့်ကြဗျာလီဒါကတကယ်တရှင်မရှိလို့ပြောလို့လုံနေရဘယ်လိုမရှိနေလမ်းမှာလဲအဲ့ဒါကျွန်တော်မေးလိုက်ချင်းကျွန်တော်ကပြောရတော့ဘာကြောင့်လုပ်ငန်းတွေကြာဆုံးလာလဲဒါဒီချက်တွေကိုသိမဲ့ဆိုရင်တော့စောဒီလုပ်ငန်းတွေဆက်မှာပြင်ဖို့လိုလေဗျာ